ဘတ်တော်ကိုလေ့လာနေဆိုတော့ဘုရားရဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကလေ့လာကြမှာဖြစ်ပါတယ်ဒီကနေ့မှာဘုရားရဲ့နှုတ်ကပတ်တော်ဟာအယမနဲ့နဲပါတယ်ဒီကနေ့မှာဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့လေ့လာတဲ့အခါမှာတော်တော်များများကိုလိုခြင်းနဲ့ဘိုင်းလုံးယူပြီးမှဟောပြောတတ်ကြပါတယ်ဆိုတော့ဘုရားရဲ့နှုတ်ကပတ်တော်ဆိုတာကကျွန်တော်စိတ်တိုင်းကြခံစားတဲ့ feeling နေနဲ့ကျွန်တော်တို့ကလေ့လာလို့မရပါဘူးဘုရားရဲ့နှုတ်ကပတ်တော်ဆိုတာဖျားထားထားခဲ့တဲ့အတိုင်း ်ဖရားရဲ့ဆိုလိုရင်းနေကိုကျွန်တော်နားလေသဘောပေါက်ဖို့သိပြီးခါမှအရေးကြီးပါတယ်။ဒါကြောင့်မဲဒီတမန်ကျမ်းစာလမ်းကနဲ့မလွဲဖို့အတွက်ကိုဖရားကကျန်တဲ့ပုံကိုယ်တွေကို ထားပေးပါတယ်။ကျန်တဲ့ပုံကိုယ်တွေကိုဒီလိလာဖို့အတွက်ကောင်းကောင်းနှုတ်ကပတ်တော်ကိုနားလေသဘောပေါက်ဖို့အတွက်ကျန်တဲ့ပုံကိုယ်တွေကိုထားပေးပြီးခါမှအနက်ဒိဗ္ဗေဖွင့်ချမ်း Bible Dictionary ဆိုတဲ့အရာတွေအများကြီးပေါ့နော်။နက်ဖွင့်ချမ်း နော်အပိဒံဂျမ်းနေဆိုပြီးခါမှာအများကြီးသူကဖွင့်ပေးတဲ့အားတွေရှိပါတယ် commentary တို့အဲ့ဒါပေါ်ပြတဲ့ဂျမ်းနေအများကြီးရှိပါတယ်အဲ့ဒါတွေကိုလေ့လာခြင်းအပြင်ဖရားရဲ့ solo ရင်းကိုကျွန်တော်တို့ကဒီခေတ်ကာလယုံကြည်သူတွေနဲ့ဘလို့အသက်ရှင်ရမလဲဆိုလိုက်လျောညီထွေစွာနားလေသဘောပေါက်ဖို့အတွက်ကိုဖရားရှင်ကကျွန်တော်တို့နားလေသဘောပေါက်ဖို့သူ့နှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ကိုသင်ယူခိုင်းတာဖြစ်ပါတယ်ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာ ကိုလိုချင်တဲ့ကျမ်းပိုင်လေးကိုယူပြီးခါမှဆွဲပြီးမှဟောပြောလို့မရပါဘူးတကယ်လို့ဖခင်ရဲ့နှုတ်ကပတ်တော်ဖော်ပြပေးထားတဲ့အရာကိုကျွန်တော်ကလူရဆွဲပြီးဟောပြောလိုက်မယ်ဆိုရင်ဖခင်ရဲ့စူလူရင်းကိုကျွန်တော်တို့ကနော်မထိမိဘူးဆိုရင်ကျွန်တော်ဟောပြောတဲ့အရာတွေကဖခင်ပြောထားတဲ့ဖခင်လိုချင်တဲ့တမန်တရား the truth လို့ခေါ်တဲ့အင်္ဂလိပ်နဲ့ဝေးကွာသွားမှာဖြစ်တယ်နှုတ်ကပတ်တော်တော့တုံးပြီးခါမှတမန်တရားကိုဟောပြီးမယ်လဲ ဖះအလိုတော်ရှိတဲ့တမာတရားစစ်မှန်တဲ့အရာမဟုတ်ဘူးအကြောင်းတမာတရားကိုကောင်းကောင်းမှုမှုနဲ့ကျွန်တော် နားလေသဘောပေါက်ဖို့အတွက်ကစစ်မှန်တဲ့တမာတရားတွေရနိုင်ဖို့အတွက်ကကျွန်တော်နီးစနစ်တီကောင်းအောင်သိရှိဖို့လိုအပ်တယ်လို့တန်ရှင်းသောဝိညာဉ်တော်ဖះရဲ့လမ်းပြမှုတွေကလည်းသိပြီးခါမှရည်ကြီးပါတယ်အကြောင်းဒီကနေ့မှာဖះကိုချစ်တဲ့ဖះရဲ့သားသမီးတွေတမာကျန်းစာကိုဖတ်ပြီးမှကျွန်တော်နားမလည်နိုင်တဲ့အရာအများကြီးရှိတယ်အဲ့ဒါနဲ့နားလည်နိုင်ဖို့ကိုတန်ရှင်းသောဝိညာဉ်တော်က ကျွန်တော်ကိုလမ်းပြပေးမယ်။နောက်ပြီးနီးစနစ်တည်းအရာကျွန်တော်ကတမာချန်းစာအနက်ဖွင့်ချမ်းနေနော် commentary တွေနောက်ပြီးခါမှကျွန်တော်တို့ဒီ Bible dictionary တွေကိုလေ့လာခြင်းအားဖြင့်ဒါ၍နားလေသဘောပေါက်ပြီးဘုရားသခင်ရဲ့ဆိုလိုရင်းကိုကျွန်တော်နားလေပြီးမှသူ့ရဲ့အလိုတော်တိုင်းအသက်ရှင်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်ဒီတမာချန်းစာလေ့လာနည်းဆိုတော့ အပိုင်းတိအနေနဲ့ကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီကနေ့မှာဝင်ငါအသွားမှာဖြစ်ပါတယ်ခဏလေးဆူတောင်းစကန်နှံကြပါစို့တန်ရှင်းတဲ့ဖရားနာမတော်ချီးမွမ်းနေဒီကနေ့မှာကိုတို့ရဲ့ဂျေဇူးတော်အဖင့်တမန်ကျမ်းစာကိုဖတ်နိုင်တော့လေ့လာနိုင်တော့ခွန့်ကိုတော့ပြင်ဆင်ပေးတဲ့အတွက်ကြောင့်နာမတော်ကိုချီးမွမ်းပါ၏ဝိညာဉ်တော်ဖရားသာသမီတို့ဒီနေ့မှာကိုတို့ရဲ့နှုတ်တော်ထွက်ကိုလေ့လာတဲ့အခါမှာသာသမီတို့ရဲ့နားလေသဘောပေါက်တဲ့အတိုင်းမဟုတ်ဘဲကိုတော်ထားခဲ့တဲ့စစ်မှန်တဲ့တမန်တရားလွတ်မြောက်ခြင်း အဲ့အရာကိုနားလေသဘောပေါက်နိုင်ရင်လုံအောင်ဝင်တော်ဖျားလမ်းပြသူသင်ပေးတော်မူပါဆက်လက်ဖြစ်ကိုရဲ့ဘုံတော်ထင်ရှားဖို့ဖြစ်စေတော်မူပါကိုတော်အလိုတော်ရှိတဲ့အတိုင်းဟောပြောတတ်တဲ့သူနားထောင်တာပြီမှာကိုတော်ဘိုင်းမှာတာ၍ကြီးထွားရင့်ကျက်တော်သူများဖြစ်နိုင်ရင်တော်လမ်းပြပေးတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက္ကအနှံ့ကြပါဖျားသခင်အာမင်ဆောကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်ကိုကြည်အောင်နှုတ်ကပတ်တော်ကိုလေ့လာနီးအဲ့မှာအရေးကြီးတဲ့အချက်နှစ်ချက်ရှိပါတယ် အဲ့ကြောင့်တမာကျမ်းစာကိုကျွန်တော်ကလေ့လာတော့မှဆိုရင်အရေးကြီးတဲ့အချက်နှစ်ချက်ကနံပါတ်၁ချက်ကပါလဲဆိုရင်လူလူကတိတ်ပြီးခါမှအရေးကြီးပါတယ်နောက်ပြမနံပါတ်၂ချက်ကပါလဲဆိုရင်နီးစနစ်ကတိတ်ပြီးခါမှအရေးကြီးပါတယ်လူကဘလောက်ပဲဝိညာဉ်လူဖြစ်နေပါစေတမာကျမ်းစာကိုနီးစနစ်ကြကြနဲ့လေ့လာမှန်မှု မရှိဘူးဆိုရင်စစ်မှန်တဲ့တမာတရားကိုကျွန်တော်ကနားလေသဘောပေါက်နိုင်မှာမဟုတ်ပါဘူးနောက်တစ်ခါတည်းကျတော့လေ စနီးစနစ်ကအယံမဲ့ကောင်းတယ်သင်လေလာတဲ့အားတွေအယံမဲ့ကောင်းပါတယ်ဒါမဲ့ဝိညာဉ်လူမဖြစ်ပြန်မှုဆိုရင်လည်းဘယ်တော့မှတမာတရားကိုမှန်မှန်ကန်ကန်နဲ့ကျွန်တော်ပိုင်းခြားလေလာနိုင်မှာမဟုတ်ပါဘူးဒါကြောင့်လူနံပါတ်1လူနံပါတ်2နဲ့နီးစနစ်လို့ပြောတဲ့ဟာကကျွန်တော်တို့လက်ဝဲနဲ့လက်ရလို့ပေါ့လက်ဖဝါးနဲ့လက်ဖမိုးလို့ပေါ့အမြဲတမ်းတွန်တွဲဖို့ကတိတ်ပြီးခါမှရည်ကြီးပါတယ်အဲ့ဒါကြောင့်ဝိညာဉ်လူလည်းဖြစ်ရမယ်နီးစနစ်လည်းကောင်းမှအသာလင်း ဖရားရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာကျွန်တော်အတွင်းလူလို့ခေါ်တဲ့ဝိညာဉ်ရေးရာပူပြီးခါမှာဖရားရဲ့တရံတော်နဲ့တူမှာဖြစ်ပါတယ်။အဲကြောင့်မယုံကြည်သူတွေကိုထားပါဖရားကနော်ကျွန်တော်တို့ဘလို့ဖြစ်စေခြင်းတယ်လဲတူနဲ့တူတော်သူဖြစ်ဖို့တနေ့ပြီးတနေ့တို့နဲ့နော်ဒီဖထားရဖရားရဲ့အကျင့်အနေနဲ့တူတော်သူများဖြစ်ဖို့ကျွန်ုပ်ကိုကြိုးစားဖို့သခင်ယေရှုကိုယ်တော်ကလည်းကျွန်ုပ်ကိုတွင်တင်ပေးခဲ့ပါတယ်ယုံကြည်သူဆိုတာကဘာလဲ တော့ကျွန်တော်ယုံကြည်သူတွေကဘယ်လိုအသက်ရှင်ရမလဲဆိုတာပေါ့တမန်ကျမ်းစာထဲမှာခရစ်တော်ကိုယ်တိုင်ကတုံတင်ပေးထားတယ်ရှင်ပေါလုကိုယ်တိုင်ကတုံတင်ပေးထားတယ်နော်ဓမ္မဟောင်းနဲ့ဓမ္မသစ်အလုံးကိုလိုက်လိုက်ကြည့်တဲ့အခါမှာယုံကြည်သူကဘယ်လိုသက်ရှင်ရမလဲဆိုတာဖော်ပြပေးထားပါတယ်။အဲ့လိုနဲ့တနေ့ပြီးတနေ့အသက်တာကြီးထွားသောသူများဖြစ်ဖို့အတွက်ကတမချန်းစာကိုကျွန်တော်နေ့တိုင်းလေ့လာတဲ့အခါမှာနံပါတ်1ဝိညာဉ်လူဖြစ်ဖို့လဲလိုအပ်တယ်လို့နီးစနစ်ကောင်းကောင်းနဲ့လေ့လာမှသာလင်း ျွန်တော်အတွင်းလူတို့ထာဝရအသက်ရှင်မဲ့အတွင်းလူက တနေပြီးတနေကြီးထွားရင့်ကျက်တယ်လို့အပြင်ကကျွန်တော်ဒီခန္ဓာကိုနော်မြေကြီးကိုပြတ်မသွားခင်တိုင်အောင် ကောင်းမှုနဲ့အရာတွေနဲ့ကျွန်တော်သွားနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့နေ့စဉ်အသက်တာထဲမှာဝိညာဉ်လူတနေပြီးတနေကြီးထွားရင့်ကျက်နိုင်ဖို့အတွက်ကဝိညာဉ်လူဖြစ်ရမယ်တမာချန်းစာကိုနီးစနစ်နဲ့လေ့လာနိုင်တော့သူများဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်။အဲဆိုနံပါတ်၁ချက်နေနဲ့ကျွန်တော်ကကြည့်ရအောင် အနေနဲ့ကျွန်တော်တို့ကလူဖြစ်လာလို့ရှိရင်ကျွန်တော်ပြင်ဆင်ရမယ်အချက်၃ချက်ရှိပါတယ်အဲ့ဒါတမန်ကျမ်းစာကိုလေ့လာတော့မှဆိုရင်အဲ့လူကဘာဖြစ်ရမလဲဆိုတော့အချက်၃ချက်ရှိတယ်နံပါတ်၁ကဝိညာဉ်လူဖြစ်ရမယ်နောက်ဝိညာဉ်လူမဖြစ်ဘဲနဲ့တမန်ကျမ်းစာကိုကျွန်တော်ကနားမလည်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့တမန်ကျမ်းစာကိုဝိညာဉ်တော်အဖြစ်ဖျားရှင်ကိုယ်တိုင်ကရေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘာလို့မလဲဆိုရင်ဝိညာဉ်ဖတ်ဖို့နော် ထားထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဝိညာဉ်လူကသာလည်းနားလည်သဘောပေါက်နိုင်တာဖြစ်တယ်။နံပါတ်1ကပါလဲဆိုစက္ကအနှံချင်းရှိဖို့လိုအပ်ပါတယ်။အဲကြောင့်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကလေ့လာတော့မှဆိုရင်ကျွန်တော်တို့ကဘာလို့မလဲဆိုရင်စက္ကအနှံဖို့သိပြီးမှအရေးကြီးပါတယ်။ကျွန်တော်တို့ကစီးစနစ်ကြကြနဲ့ကျွန်တော်တို့ကနော် စက္ကအနှံပြီးကမှတေချာလေးလေ့လာတော့သူများဖြစ်ဖို့သိပြီးမှအရေးကြီးတယ်။ နံပါတ်3ချက်နေနာပါလဲဆိုလက်တွေ့လှုပ်ဆောင်ရမယ်အဲ့ကိုလေးလာထားပြီးသားဝိညာဉ်တော်ကဖော်ပြပေးထားတဲ့အရာတွေကိုလက်တွေ့ကြကြလေးလာတော်သူများဖြစ်ဖို့သိပြီးခါမှအရေးကြီးပါတယ်ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကဒီကနေ့မှလေးလာတဲ့ခါမှာပုတ်ပိန်ကြီးအများကြီးရှိပါတယ် motivation message တွေအများကြီးရှိပါတယ်သူမြောက်အားပေးတဲ့ခွန်အားရရှိမယ်အခုချစ်ချင်းမဲ့ကျွန်တော်ဖရားရဲ့ဝိညာဉ်တော်ကပြီးွားတော်မယ်ဆိုတော့အခုပဲချမ်းသာရတော်မယ်ပုံစံနဲ့ကျွန်တော်က motivation message တွေအများကြီးရှိပါတယ် ဲ့မဲ့စစ်မှန်တဲ့တမာတရားကအမြဲတမ်းလူတိုင်းကိုပြုပြင်ပေးပါတယ်အဲ့ပြုပြင်ပေးတာဘယ်ဟန်နဲ့ပြုပြင်အတွင်းလူကိုပြုပြင်ပေးတာဖြစ်တယ်ဒါကြောင့်စစ်မှန်တဲ့တမာတရားဆိုတာကခားပါတယ်ဇမျိုးနဲ့ပြောရရင်မချိုးပါဘူးအားကြောင့်ဗာနဲ့တမာတရားကိုဘလို့နဲ့ဒီမော့တေထဲမှာကျွန်တော်ရှင်ပိုးလို့ခိုင်းနိုင်ထားတယ်နှစ်ဖက်သွားဓာတ်နဲ့တော့အလိုနဲ့ခိုင်းနိုင်ထားတာဖြစ်တယ်မကောင်းတဲ့အခုရှင်းလင်းဖို့ ကျွန်တော်လူဆိုတာကမပြည့်စုံတဲ့အတွက်ကြောင့်နေ့စဉ်နဲ့နေတဲ့မကောင်းတဲ့အရာတွေကိုခုတ်ထွန်းပေါ်တော့ကိုဖះရှင်ကတမာချမ်းစာနဲ့ကျွန်တော်ကိုတွင်တင်ပေးထားတာဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်တမာချမ်းစာကိုလေ့လာတော့မယ်ဖះရရဲ့လူကနံပါတ်1ဝိညာဉ်လူဖြစ်ရမယ်။နံပါတ်2ချက်နေနဲ့ဘာဖြစ်မလဲဆိုစက္ကန့်အနှံချင်းရှိရမယ်။ဒီတမာချမ်းစာကိုကျွန်တော်လေ့လာတော့မယ်ဆိုအချိန်ပေးဖို့လိုတယ်။နေ့စနစ်တိကျွန်တော်ကနားလေသဘောပေါက်ဖို့လိုတယ်။ နံပါတ်3နေနဲ့ကိုနားလေသဘောပေါက်ပြီးဝိညာဉ်ဖွင့်ပြတဲ့အရာတွေကိုလက်တွေ့လုဆောင်ဖို့တိပိခမအရေးကြီးပါတယ်အဲ့ဆိုနံပါတ်3ချက်နေနဲ့ကျွန်တော်ကြည့်အောင်အဲ့ဝိညာဉ်လူနော်လူလို့ပြောတဲ့ခါမှာဝိညာဉ်လူဖြစ်ရမယ်တဲ့အဲ့ဒါကြောင့်မယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3နော်အပိုင်ငယ်6မှာဘယ်လိုဖော်ပြပေးထားသလဲဆိုရင်နော်ကျွန်တော်9နဲ့ကျွန်တော်ဆက်ပါပြရစေရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အပိုင်ငယ်9ကနေ6 ယေရှုကလည်းယေနဲ့ဝိညာဉ်တော်မမွေးတော်သူသည်မိသည်ကဖျားသခင်နိုင်ငံတော်သို့မဝင်ရဟုငါအမှန်ကန်ဆို၏ဇာတိပဂတိမွေးတော်အရာသည်ဇာတိပဂတိဖြစ်၏ဝိညာဉ်တော်မွေးတော်အရာသည်ဝိညာဉ်ဖြစ်၏အကြောက်ပါလဲဆိုဒီမှာဖော်ပြပေးထားတဲ့အရာကနေကောဒီကိုခရစ်တော်တွေ့လိုက်တဲ့အခါမှာဒီကောဒီကိုခရစ်တော်ကဒီမှာဒုတိယမွေးဖွားခြင်းနဲ့သက်ဆိုင်တဲ့အရာကိုတုံ့တင်ပေးထားတဲ့အကြောင်းပိုက်ဖြစ်တယ်။ဒီကောဒီက ်နော်ဖခင်ရဲ့တမျိုးနဲ့ပြောဖခင်ရဲ့လူဖခင်ရဲ့အမှုတော်ဆောင်တကယ်ကျန်တဲ့ပုဂ္ဂိုလ်တို့ရဲ့တိုင်းတာနဲ့ပြောတကယ်တော်တဲ့ကျန်တဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့ဒုတိယမွေးဖွားခြင်းကိုနားမလဲဘူးပြောချင်တဲ့အရာကတမာချမ်းစာကိုတွင်တွင်ပေးပေမဲ့စစ်မှန်တဲ့တမာတရားကိုနားမလဲဘူးအဲကြောင့်ခရစ်တော်ပြောတဲ့စစ်မှန်တဲ့တမာတရားမှာပဲလွတ်မြောက်ခြင်းရှိတယ်တမာတရားဆိုပြီးခါမှာဟောပြောတဲ့နေရာတိုင်းမှာလွတ်မြောက်ခြင်းမရှိဘူးစစ်မှန်တဲ့တမာတရားမှာလွတ်မြောက်ခြင်းရှိတယ် ဒီကောင်းနေကလည်းဟောပြောပါတယ်ဥပရိတရင်တော့ဂျူလူမျိုးတွေထုံးစားမောရှိထားခဲ့တဲ့အရာအလုံးကိုတုံသင်ပေးတယ်ဒါပေမဲ့ဒုတိယမွေးဖွားခြင်းကိုနားမလည်ဘူးအဲ့ခါမှာခရစ်တော်ကတုံသင်ပေးထားတာဖြစ်တယ်ဒါကြောင့်အပိုင်ငယ်ကယေရှုကလည်းယေနဲ့ဝိညာဉ်တော်မမွေးတော်သူမိဒီကဘုရားသခင်နိုင်ငံတော်သို့မဝင်ရငါမှန်ကန်ဆို၏ဇာတိပကတိမွေးတော်ရသည်ဇာတိပကတိဖြစ်၏ဇာတိအဖြစ်သက်ရှင်တော်သူဟာဇာတိပဲဖြစ်တယ်တဲ့ဝိညာဉ်မွေးတော်အရာသည်ဝိညာဉ်ဖြစ်အဲ့ဒါကြောင့် ဝိညာဉ်မွေးသော အရာဟာဝိညာဉ်လူဖြစ်တဲ့အတွက်ကြောင့်ဖះကိုချစ်တဲ့ဖះရဲ့သားသမီးတွေကျွန်တော်တမန်ကျမ်းစာကိုနက်နက်နဲနဲနားလဲမဆိုနံပါတ်1ဝိညာဉ်လူဖြစ်ဖို့သိပြီးခါမှအရေးကြီးတယ်ကျွန်တော်ပြောပြပါမယ်ဝိညာဉ်လူဖြစ်မှသာလဲဝိညာဉ်တော် အဖြစ်ရေးထားတဲ့တမန်ကျမ်းစာကိုနားလဲသဘောပေါက်နိုင်မှာဖြစ်တယ်သူတို့အဖြစ်တော့နားလဲပါတယ်ဒါပေမဲ့ဖះလူချင်းနဲ့အတိုင်းတာ ထားခဲ့တဲ့အရာတာဂက်ကိုမထိမိဘဲနဲ့ကျွန်တော်ဥတော်အဖြစ်တော့နားလဲနိုင်တယ် ဒါပေမဲ့ဖျားထားခဲ့တဲ့စစ်မှန်တဲ့တမာတရားလွတ်မြောက်ခြင်းရှိနိုင်ဖို့ကဝိညာဉ်တော်ဖွင့်ပြဖို့အတွက်ကဝိညာဉ်လူဖြစ်ဖို့တိတ်ပြီးခါမှရည်ကြီးပါတယ်။နောက်ပြီးခါမှဗာလဲဆိုရင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး6 63မှာဒီလိုဖော်ပြပေးထားပါတယ်။ဝိညာဉ်တားလင်အသက်ရှင်စေ၏ကိုယ်ကာယသည်အလင်းမတတ်နိုင်ငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏အသက်လည်းဖြစ်ဒါခရစ်တော်ပြောတဲ့စကားဖြစ်တယ်။ခရစ်တော်ဖော်ပြပေးထားတယ် ဝိညာဉ်တာလင်အသက်ရှင်စေ၏တဲ့ဒါကြောင့်ဝိညာဉ်လူဖြစ်ရမယ်လေအဲဝိညာဉ်ကတာလင်အသက်ရှင်စေ၏တဲ့ကိုယ်ကာယအလင်းမတတ်နိုင်ဇာတိကဘာမှမတတ်နိုင်ဘူးတဲ့ငါပြောသောစကားဒီဝိညာဉ်ဖြစ်၏ငါပြောတဲ့စကားဝိညာဉ်လူဖြစ်မှတာလင်နားလည်နိုင်မယ်တမျိုးနဲ့ပြောပယောစိတ်ရဲ့စကားကိုပယောစိတ်ကပဲနားလည်တယ်နွားရဲ့စကားကိုနွားကပဲနားလည်တယ်လူရဲ့စကားကိုကျွန်တော်ကလူကနားလည်တယ်လို့ ကျွန်တော်တို့ဘာလို့ပြောလို့ရသေးလဲဆိုဝိညာဉ်တော်ပြောတဲ့စကားကိုဝိညာဉ်တော်ဝိညာဉ်လူကသာလဲနားလဲတယ်။ဒါကြောင့်တမန်ကျမ်းစာကိုဝိညာဉ်တော်အဖြစ်ရေးထားတဲ့အတွက်ကြောင့်ဝိညာဉ်လူဖြစ်မှသာလဲနားလဲနိုင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတွေ့လို့ရပါတယ်။အဲ့ဘက်ကဘာလဲဆိုရင်ဒုတိယမွေးဖွားခြင်းခံရမယ်တဲ့။ရှင်ယောဟန်3နော်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အပိုင်ငယ်ခုမှဒီလိုရေးထားပါတယ်။ဒုတိယမွေးဖွားခြင်းကိုခံရမည်ဟုငါ ဟောပြောဒီကိုအံ့ဩခြင်းမရှိနဲ့ခရစ်တော်ကဏ္ဍကောတင်ကိုပြောတယ်။ငါအခုဘုရားဘုရားဆောင်ဖြစ်နေပြီ။ငါသူမြတ်ကျန်တဲ့ပုဂ္ဂိုလ်ကြီးလည်းဖြစ်တယ်။ရှဟဒရင်ဆိုတဲ့အဖွဲ့80ထဲမှာနေလဲပါဝင်နေတယ်။တကယ်တော်တယ်လို့ပဲ။ဒါပေမဲ့ဒုတိယမွေးဖွားခြင်းကိုနားမလဲဘူး။စစ်မှန်တဲ့တမန်တော်ကိုလည်းနားမလဲဘူး။ဒါကြောင့်ဒီဒုတိယမွေးဖွားခြင်းကိုနားလေရမယ်ဆိုပြီးခါမှတုံသင်ပေးထားတာကျွန်တော်တွေ့လို့ရတယ်။ ဒီကနေ့မှာဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးနီကိုဒင်ကိုခရစ်တော်တွင်တင်တယ်လို့သင်ကိုယ်တိုင်ရဲ့အသက်တာမှာသင်အမှုတော်ဆောင်လည်းဖြစ်ဖြစ်မှာပါ။ယုံကြည်သူလည်းဖြစ်ဖြစ်မှာပါ။နှစ်ပေါင်းမြောက်များစွာဘိုးဘီးဘီးဘန်းနဲ့ခရိယန်ဖြစ်ဖြစ်မှာပါ။အဲ့ဒါကအရေးမကြီးပါဘူး။သင်ကိုယ်တိုင်ခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူဖြစ်သလား။ကိုယ့်ရဲ့နှလုံးသားထဲမှာတကယ်ပဲခရစ်တော်ဟာငါ့ကိုကယ်တင်တော်အရှင်ဖြစ်တယ်ဆိုတာကိုနှုတ်အားဖြင့်ဝန်ခံတော်သူဖြစ်သလား။အဲ့လိုမျိုးဖြစ်တော်သူဖြစ်ဖို့လိုတဲ့ ဒါကြောင့်ခရစ်တော်၌ရှိတော်သူသားလည်းအတိပြုပြင်သောတတဝါအဲ့လူကပါလေအတိပြုပြင်သောတတဝါဖြစ်တယ်။ဟောင်းသောယာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောယာတို့ဒီအတိဖြစ်ကြ၏။နော်ပေါ်ပြပေးထားပါတယ်။အဲ့တော့ကြောင့်ဒီမှာဒုတိယမွေးဖွားခြင်းကိုခံဖို့တရေကြီးပါတယ်။တင်းရဲ့ခရိယံအသက်တာဖခင်ကြောင့်တက်လာတဲ့အသက်တာတင်းမှုတော်ဆောင်တဲ့အသက်တာတင်းဖောင်တာဖြစ်တဲ့အသက်တာ တင်ရမှုတော်ဆောင်တဲ့ယုံကြည်သူဖြစ်တဲ့တက်တာစကားမှပြောပါတင်တကယ်ပြောင်းလဲပြီလားခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့တကယ်ယုံကြည်လက်ခံတော်သူဖြစ်သလားအဲလူကတာလင်ဝိညာဉ်လိုဖြစ်တယ်တင်လက်မခံသေးဘူးကောင်းအားဖြင့်ပဲလက်ခံနေဆိုရင်တင်နှုတ်ကပတ်တော်ကိုနည်းနည်းနားမလဲသေးဘူးအထာဝရအသက်ရှင်မဲ့အတွင်းလူအသက်ရှင်နိုင်ဖို့အတွက်ကဖခင်ရဲ့နှုတ်ကပတ်တော်ကိုနားလည်နိုင်ဖို့အတွက်ကဝိညာဉ်လိုဖြစ်ဖို့လိုတယ်အဲဝိညာဉ်လိုဖြစ်ဖို့အတွက်ကဒုတိယမွေးဖွားခြင်းခံဖို့လိုတယ် နီကိုဒင်ကျန်တဲ့ပုဂ္ဂိုလ်လူမြောက်တုံတင်ပေးတယ်လို့တူတောင်မွေဖွားချင်းကိုနားမလဲဘူးစစ်မှန်တဲ့တမာတရားကိုနားမလဲပါတင်လက်ခရိယံဖြစ်တာကြာပြီမယ်အမှုတော်ဆောင်ဖြစ်ဖြစ်မယ်ယုံကြည်သူဖြစ်ပြီမယ်တူတောင်မွေဖွားချင်းကိုတကယ်သဘောပေါက်ပြီလားကိုကိုကိုဆန်းစစ်ကြည့်ပါခရစ်တော်ဟာငါ့အတွက်အသေးခံတယ်ခရစ်တော်နဲ့ငါတကြိုချင်းခံတယ်ခရစ်တော်နဲ့တူငါပြန်လဲရှင်ပြန်ထမြောက်တယ်တကယ်ပဲယုံကြည်လက်ခံပြီးမှကိုကိုတိုင်ကမိစန်းသိရှိတော်သူဖြစ်လား ဲ့ရဲ့ခရစ်တော်ဟာအသက်ရှင်နေဆိုတင်ကိုယ်တိုင်မီးစမ်းသိရှိပြီလားသူများပြောလို့နားလည်းပဲကြားပြီးခါမှကောင်းတယ်ပဲစဉ်းစားတယ်အဆင်ဖြစ်နေလားကိုကိုပြန်ပြီးခါမှဆန်းစစ်ဖို့တည်ရည်ကြီးပါတယ်တမန်ကျမ်းစာကိုလေ့လာမှဆိုတော့ဝိညာဉ်လိုဖြစ်ဖို့တည်ရည်ကြီးပါတယ်ဝိညာဉ်လိုဖြစ်ဖို့ဘာလို့ဖို့လို့လဲဒုတိယမွေးဖွားခြင်းခံဖို့လို့တဲ့ဒုတိယမွေးဖွားခြင်းကဘာလဲခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဖြစ်နေယုံကြည်လက်ခံတော်သူဖြစ်ဖို့လိုအပ်တယ်ဒါမှသာလေဖခင်ရဲ့နှုတ်ကပတ်တော်ကိုနားလည်နိုင်မယ်ဘာအတွက်လဲ အတွင်းလူကြီးထွားဖို့အတွက်ပဲဖြစ်တယ်။အဲ့ဒါကြောင့်ကျွန်တော်ဆက်လက်ပြီးခါမှကြည့်ရအောင်။အဲ့ရဲ့လူဝိညာဉ်လူကသာလျှင်သာဝရဖျားရဲ့စိတ်တော်ကိုနားလည်နိုင်တယ်။တမန်ကျမ်းစာမှာကြည့်ပါ။ယောသက်ကသာဝရဖျားရဲ့စိတ်တော်ကိုနားလည်တယ်။ဟေရှာယကပရိုဖက်ကသာဝရဖျားရဲ့စိတ်တော်ကိုနားလည်။ဖျားရဲ့လူမှန်တမြကဖျားရဲ့စိတ်တော်ကိုနားလည်တယ်။ဒီကနေ့မှာဖခင်ရဲ့စိတ်တော်ကိုနားလေခြင်းလို့ရှိရင်နှုတ်ကပတ်တော်အကြောင်းကိုနားလေခြင်းလို့ရှိရင် သင်ကိုယ်တိုင်ကဝိညာဉ်လိုဖြစ်ဖို့သိပြီးခါမှအရေးကြီးတယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခါမှပြောပြချင်ပါတယ်။အကြောင်းဒီကနေ့မှသူ့ရဲ့အသက်တာထဲမှာဇာတိပကတိနဲ့မွေးတော်သူမဟုတ်ပဲနဲ့ဝိညာဉ်ပကတိအဖြစ်မွေးတော်သူဖြစ်ပြီးခါမှတမာကျန်းစာကိုနားလေပြီးခါမှအတွင်းလူကိုတီဆောက်တော်သူဖြစ်ပြီးခါမှဖရားရဲ့အလိုတော်တိုင်း ရှောက်လန်းနိုင်တဲ့ဖရားရဲ့တာသမီတွေဖြစ်ကြရအောင်လို့ဒီနေ့မှာကျွန်တော်ခွန်အားပေးချင်ပါတယ်။ကြားနာသူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။ဆိုတော့လာမယ့်ပတ်မှာကျွန်တော်ဆက်လက်ပြီးခါမှာအပိုင်းနှစ်အနေနဲ့ကျွန်တော်ဓမ္မချမ်းစာလေးလာချင်းအပိုင်းနှစ်ပေါ့ကျွန်တော်ပြန်ပြီးခါမှာလေ့လာကြမှာဖြစ်ပါတယ်။အဲဒီထဲမှာဆိုရင်ဝိညာဉ်လူဖြစ်ပြီးခါမှာ ဝိညာဉ်လူထံမှာပဲဝိညာဉ်ရာချက်လက်ကိုဘုရားကဖော်ပြတယ်ဆိုတော့ကောင်းစဉ်အဖြစ်ကျွန်တော်ထပ်လောင်းပြီးခါမှလေ့လာကြမှာဖြစ်တယ်ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတမာချန်းစာဟာဘလောက်ထိရေးကြီးလဲဆိုနောက်ဆုံးသောကာလမှာနော်စာတန်ရဲ့အတုံးပြုပုံလေးတွေကအရင်ပဲကြောက်စရာကောင်းပါတယ်ဘုရားရဲ့နှုတ်ကပတ်တော်အဖြစ်ဘုရားရဲ့လူတွေကိုစာတန်ကပြန်တိုက်တဲ့ခေတ်မှာစစ်မှန်တဲ့တမာတရားကိုဟောပြောပြီးမှနားလေသဘောပေါက်တဲ့ယုံကြည်သူများဖြစ်ဖို့အတွက်ကိုလာမဲ့ပတ်ပါလဲဆက်လက်ပြီးမှကြီးစုပြီးမှ ကျွန်တော်အတူတကွဖရားပိုင်းမှာအတူတူကြည်ထွားတော်ဖရားရဲ့တာသမီဖြစ်ကြရအောင်လို့ကျွန်တော်ဒီကနေ့ခွန်အားပေးနေဖိတ်ခေါ်ခြင်းပါပဲကြာနာသူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ